ပထမပိုင်းမိုးကြီးကူကိုစပြီးကျင်းတယ်။အဲထုံးစံအတိုင်းမိုးတိုင်းအင်းကြီးအပိုင်းကကိုရီဘာအပိုင်းကိုတင်လာလေသူကသူပြောတာကခန်းကြီးလိုမျိုးမြင်တာထားတဲ့အရာတွေကိုကိုရီကဟီရာကနလို့ပြန်ပြီးစဉ်းစားပြရမယ်အပိုင်းအဲဆင်စပြီးတော့ကြည့်ကြမယ်နော်။အဲ့တော့မိုးတိုင်းအင်းကြီးရဲ့နံပါတ်၁မှာဆိုရင်ဒီခန်းကြီးလေးကိုမြင်ဘူးလား။ဒီခန်းကြီးလေးอ่ะဆိုရင်အရှိမတော့ရဲဆိုရဲစကလုံးလေးနဲ့စင်တူရဲနော်။အီခုနဲ့တော့ပြီးစင်တူရဲ။သူ့နမရကျတော့မသိလို့ခေါ်တယ်။စောက်တွေဆိုရဲစကလုံးလေးမ သိနော်မာချီမတ်ကန်လာတာပေါ့နော်ဒါကိုတက်ဖောင်ပြောလိုက်တဲ့အတွက်မာသိဆိုတဲ့စကားလုံးကြီးဖြစ်သွားတယ်ဒါတလုံးရှိမယ်နော် နောက်တစ်ခုနိဗ္ဗန်ကြည့်နိဗ္ဗန်မှာကျတော့တွေ့ပြန်ပြီဒါလီယာကျတော့ဆွမ်းနာတုံကနေပျော်ရွှင်စရာကောင်းနေဆိုတဲ့ဇာတ်ကောင်ကြီးတွေ့လာအပေါ်မှာဆိုရင်အောက်မှာကျတော့သူကပျော်ရွှင်စရာကောင်းနေဆိုတဲ့တန်လို့ရှိတန်လို့ရှိရဲ့အပေါ်မှာဗာလေးတင်ထားလေးသိလားခုဆဆိုရဲမျက်ခန်းစည်းလေးတင်ထားတာအဲ့လိုမျိုးတင်ထားတယ်ဆိုရင်သူ့နာမည်ကဘာလို့ခေါ်လဲဆိုတော့ခုဆစ်ဒီဆိုရဲစေဝါခန်းစည်းဒီလို့ခေါ်တယ်အဲ့ဒါလေးမှတ်ထားမယ်နော်နံပါတ်3ကအထင်မှန်ဖြစ်သွားလိမ့်မယ်နံပါတ်ကြည့်မယ်နံပါတ်3 နံပါတ်3မှာကျတော့မြင်တာထတာကဒါလီယာဟာယာအီလို့ခေါ်တဲ့မြန်ဖစ်ရဲစကလုံးလေး sorry လို့မြန်တယ်လို့ဆိုရင်ဟာယာအီအဲ့တော့1နဲ့3လေးမှာဆိုရင်နံပါတ်3လေးကအထင်မှန်ဖြစ်သွားမယ်ဟာယာအီ နောက်လည်းခု၄ကိုကြည့်၄မှာကျတော့သူ့နာမည်ကပါဠိလေအရှိမရေခန်းကြီးလေးသုံးသပ်ပါတယ်ပြီးတော့လည်းမာအီစရယ်နှိမ့်တိုင်းစကားလုံးကြီးလေးပါတယ်ဒါဆိုရင်သူ့နာမည်ကအုမီစရယ်ပင်လင်လို့မှတ်မယ်ပင်လင်စရာကရေလေးရှိတယ်လို့နှိမ့်တိုင်းရှိတဲ့အရာဖြစ်တဲ့တော့ဒီလိုပုံစံလေးရေးထားတာအုမီအဲ့အုမီကိုလိုက်ရှာတော့နံပါတ်2ကလေးမှာတွေ့သွားပြီးအုမီ နောက်တစ်ခုနံပါတ်5ကြည့်မယ်နံပါတ်5မှာကျတော့အရှိမဆိုရင်တဒုံချောင်းလေးပါရဲ့အတွက်တက်ခန်းကြီးအနောက်မှာပြီးထတာက do ဆိုတဲ့စကားလုံးလေး do အဲ့တော့ ichido ichido ဆိုတာပါလေတစ်ချိန်တစ်ခါဆိုရိုက်အချိန်အရင်အတွက်ဒီကိုပြောတဲ့အခါမှာသုံးလာလေးအဲ့တော့တနေ့သုံးလေးမှာဆိုရင်နောက်ဆုံးကနံပါတ်4ကအဖြစ်မှန်လေး ichido ဆိုတဲ့တစ်ချိန်တစ်ခါဆိုတဲ့စကားလုံးလေးရသွားမယ်နော် ။နောက်တစ်ခုနံပါတ်6ကိုဆက်ကြည့်။နံပါတ်6မှာဆိုရင်ဒီခန်းကြီးလေးရကြတော့အိုရှီအဲသေးဆိုတဲ့သကလုံးလေးတင်ကြားတီဆိုတဲ့သကလုံးလေးနော်အဲ့တော့အဲ့ဒီအိုရှီအဲသေးကဗမာတောင်သုံးလို့ရတည်လေးဆိုတော့စတင်ကြားရဲစတင်ခန်းခရောရှိစွန်မာတဲ့သုံးလို့ရတဲ့စတင်ကြားရဲဆိုရဲခရောရှိစွန်မာလဲသုံးလို့ရတဲ့သကလုံးလေးအိုရှီအဲသေးအဲ့တော့လိုက်ရှာရင်နံပါတ်2ခလီမှာတွေ့လိမ့်မယ်အိုရှီအဲသေးကိုရွေးပြီးလိုက် နနခုနမခုံမှာကြည့်အဲနမခုံအားစကလုံးနီးရကြတော့ဒါတိပြီးတော့မတိတော့ဘူးမှတ်ထားမယ်သူ့နာမည်ကယော်ဟူးလို့ခေါ်တဲ့တင်အချက်အလက်ကိုပြောတဲ့စကလုံးလေးယော်ဟူးအဲ့တော့ယော်ကတော့ယူယူယော်ပဲအနောက်ကဟူးဆိုတဲ့စကလုံးလေးဖြစ်ရမယ်ယော်ဟူးအဲ့တွင်နမတက်ကအပြင်းမှန်လေးဖြစ်သွားမယ်နော်ယော်ဟူးတင်အချက်အလက်ကိုပြောတာပါနော်ဒါဆိုရင်ဒါကတော့ပထမမွန်းတိုင်အင်ဂျီရဲ့ပုံစံလေးပေါ့နော်